မိုးခုံရောင်ဆောင်ပြီးကလေးကိုဆွန့်ပစ်သွားမိခင်ကိုနောက်ဆုံးအသိပေးလိုက်တဲ့သူမိင်္ဂလာပါပရိသတ်ကြီးတို့၏လက်တလောကလေးဆွန့်ပစ်တဲ့ဆိုရင်မိခင်တွေကိုပဲအပြစ်တင်ကြတာပါဒီပြေတနာအမျိုးသမီးနဲ့ပဲဆိုင်တာမဟုတ်ပါဘူးတာဝန်မယူတာလားအတ္တမပြုကြည့်ခင်ရလားနောက်ွယ်ကအခြေခံကြားတဲ့အကြောင်းရင်းတွေအများကြီးကိုစဉ်းစားတဲ့မိုင်မိခင်စာကလေးငယ်လေးကိုချက်ကျိုးတော်မဖြုတ်ရသေးပဲဆွန့်ပစ်ထားတဲ့ဆိုရင်တရင်တွေကအခုရပိုင်အတွေ့ခက်စိတ်စိတ်ကြားလာရပါတယ် အများစုကသာသမိကိုယတနာလို့သတ်မှတ်ကြပေမယ့်သာသမိမလို့ခြင်းမဲ့ရလာသူအချို့ကတော့ယတနာလို့မသတ်မှတ်နိုင်မဲ့အမိုက်တဖွဲအလွယ်တကူစွန့်ပစ်လိုက်ကြပါ යි ။ကလေးစွန့်ပစ်မှုတွေနဲ့ပတ်သက်ပြီးလူမှုပတ်ဝေးကျင်အတိုင်းဝိုင်းမှာလည်းဖခင်က မပီတာဟုဆိုရဲအပြစ်တင်မှုထက် မိခင်ကမပီတာဟုဆိုရဲအမျိုးသမီးတွေကိုအပြစ်တင်မှုကပုံများနေရာကိုတွေ့ရပါ යි ။ မိခင်ဖြစ်သူကတာဝန်မယူတဲ့အခါမှာမိခင်တဦးတည်းကကျွေးမွေးဖို့မတက်နိုင်တဲ့အတွက်စွန့်ပြစ်တာမိစုံဖဆုံရှိပေမဲ့စီးပွားရေးမပြေလျာကြောင့်စွန့်ပြစ်ကြတာတွေချက်ကျိုးတော်တိကျမဖြတ်ရသေးတဲ့ရက်သားအရွယ်ငွေကိစ္စကလေးငယ်ကိုစွန့်ပြစ်တာတွေများစွာကြုံလာရပါတယ်မြန်မာနိုင်ငံမှာကအခုနောက်ပိုင်းလက်မထက်ပဲအတူနေရာတွေများလာပါတယ်အရင်ခေတ်သက်စာရေးတစ်ဖက်ကလည်းမျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီးအသိပညာပေးမှုကလည်းအားနည်းသလိုအားနည်းတော့မတိကြဘူးကျန်းမာရေးဆောင်ရှားမှုနဲ့ပတ်သက်ပြီးခက်ခဲတာတွေလည်းရှိတယ် မျိုးဆက်ပွားကျမ်းမာရေးနဲ့ပတ်သက်ရင်အသိပညာပေးအားနည်းသလိုဝင်ဆောင်မှုကလည်းအားနည်းတတာကြောင့်အမျိုးသမီးပဲဖြစ်ဖြစ်အတောင်ကြောင့်အသက်ငယ်ငယ်နဲ့ကလေးမွေးဖွားလာရတဲ့အမျိုးသမီးငယ်ပဲဖြစ်ဖြစ်ကလေးငယ်လေးတွေကိုအခုလိုကြုံတဲ့နေရာပြတ်ထားခဲ့တဲ့လောက်ရကတော့တကယ့်ကိုလူမဆန်တဲ့လောက်ရတစ်ခုပါပဲခုတကမှလည်းမကွေးမှာကလေးစွန့်ပြစ်မှုဖြစ်ပါခဲ့ပါ යි ဒီကလေးလေးကတော့တမိမင်းကလေးဖြစ်ပြီးမိုးရွာကြီးတဲ့စိုက်မလာဖြစ်သွားခဲ့တာကြောင့်မိခင်ကိုအမြန်လာခေါ်နိုင်ဖို့အတိပေးလာခဲ့တာပဲဖြစ်ပါ යි ။ကလေးကိုလက်ခံထားတဲ့သူကတော့အင်ရှိကဆိုင်ထဲမှာကလေးလေးလာစွန့်ပစ်သွားလို့ပါရှိ။အင်ရှိကဆိုင်ထဲမှာကလေးလေးလာစွန့်ပစ်သွားလို့ပါရှိ။ကလေးမိကမိုးခိုတလိုလိုနဲ့လာပြီးကလေးကိုထားခဲ့ပြီးထွက်သွားတာပါ။နုမော်ဘူးနဲ့ကလေးကိုထားခဲ့ရပါ။မိထားတာမကြသေးဘူးချင်မရဲ့။ချက်ကိုမကြွေသေးပါဘူးရှိ။ခုလက်ရှိကတော့အိမ်မှာခဏထားထားပါဗျ။ဒါကြောင့်ကလေးအမေတပတ်အတွင်းလာခေါ်ကြခေါ်ပါနော်။မဟုတ်ရင်တော့ဝေးစားမဲ့သူလက်ထဲထည့်လိုက်တော့မှာဖြစ်ကြောင်းအတိပေးလာခဲ့တာပဲဖြစ်ပါ යි ။အခုလိုမလို့ခြင်းလို့ပြစ်သွားတဲ့မိခင်ဖြစ်သူကတော့လာမခေါ်နိုင်တော့တာကြောင့် ကလေးရဲ့ဘဝကတော့တနာကြပါပဲအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်လေးပြန်လေးပြန်ဖြစ်တဲ့လူနာတိုင်းကိုငွေကျပ်2000ကျွန်းနဲ့ကြောက်ကင်းအောင်ကုသပေးနေတဲ့တိုင်းရင်းစည်းကြမှာဒေါ်သင်းစနာမိင်္ဂလာပါပြိသက်ကြီးတို့ရဲ့လူတယောက်မှာအရေးကြီးဆုံးကငွေကြေးဆိုပေမဲ့ကျမ်းမာရေးမကောင်းရင်ငွေကြေးဆိုရဲအရာက အလကားပါပဲနော်ဘဝမှာကငါမမောနေထိုင်ဖို့ကငွေကြေးကလည်းလိုအပ်တယ်လို့အဓိကလိုအပ်ချက်ကတော့ကျမ်းမာရေးကောင်းဖို့ပါပဲ ကျမ်းမာခြင်းသည်လက်ကြီးတစ်ပါးဆိုတဲ့အတိုင်းပါပဲကျမ်းမာရေးကောင်မှကျန်တဲ့အရာတွေကို အကောင်းဆုံးပုံဖော်နိုင်မှလည်းဖြစ်ပါတယ်အခုပြောပြပေးမယ့်အကြောင်းကတော့လူလက်ပိုင်းရောလူကြီးပိုင်းမှာပါအဖြစ်များကြတယ်နေပြန်လေပြက်ယောဂါကိုစေနေနေနဲ့အရှင်ကုသပေးနေဆီယမလေးအကြောင်းတစ်ဆက်ပေးသွားမှာပါလေဖြက်လေဖြန်ယောဂါဆိုတာလူတိုင်းကြောက်ကြတဲ့ယောဂါတစ်မျိုးဖြစ်ပါရဲ့နော်လူတစ်ယောက်ကလေဖြက်ပြီးလေဖြန်းပြီဆိုပါနဲ့အိရာတဲလဲပြီးဘဝကြီးကိုကုန်ဆုံးကြရတာများပါ යි ငွေကြီးပြည်ဆောင်သူတွေအတွက်ကတော့ခင်မီစေးဝါးတွေနဲ့ကုသနိုင်ပေမဲ့ငွေကြီးမပြေလဲသူတွေအတွက်ကတော့ဘဝတည်တဲ့ယောဂဆိုပြီးတတ်မှတ်ထားကြလဲဖြစ်ပါတယ်။အခုလိုမျိုးလူတိုင်းကြောက်တဲ့ယောဂဝေဒနာကိုငွေကျက်2000ခွဲတဲ့နဲ့ကုသပေးနေသူရှိနေပါပြီ။အဲ့လူကတော့မြမနီမြမဟန်နဲ့အကျော်ပြစ်ပေးနေတဲ့အကျော်ပြစ်ဆရာမလေးတော်တင်းစန္နာပဲဖြစ်ပါတယ်။ဆရာမလေးကတော့လေဖြက်လေဖြက်လူနာကိုကုသပေးတဲ့နေရာမှာနာမည်ကြီးသူတယောက်လည်းဖြစ်ပါတယ်။ လူတတော်များကငွေကြေးမပြည့်စုံရင်လေးဖြစ်တာကိုအချိန်အတော်ကြာခံစားရသလိုတချို့ဆိုရင်ငွေကြေးပြည့်စုံပြီမဲ့အချိန်အတော်ကြာအောင် ကုသပြီးလုံးလုံးပြန်မကောင်းတဲ့လူတွေလည်းရှိပါသေးတယ်။ဆီယမာလီကတော့ချက်ချင်းလေးဖြက်လေးဖြန်းဖြစ်တဲ့လူနာရီကိုအရှိပြအောင်ကုသပေးနိုင်ပါသေးတယ်။လေးဖြက်တာနဲ့နဲ့ကြာသွားတဲ့လူနာရီကိုလည်းအများဆုံးခုနှစ်ကြိမ်လောက်ကုသပြီးတက်နိုင်သလောက်အကောက်တိုက်ဖြစ်အောင် ကုသပြီးနေခဲ့တာလည်းဖြစ်ပါသေးတယ်။ဆီယမာလီတော်တင်ဆက်နာကတော့လေးဖြက်ပြီးသွေးကြောပေါက်တာကလွဲရင် ွေးကြောပိတ်တာသွေးခဲတာမျိုးဆိုရင်လည်းသူတက်တဲ့ပညာနဲ့ပျောက်ကိအားကုသပြီးနိုင်သူလည်းဖြစ်ပါတယ်။သူကတော့လေဖြက်လေဖြန်ယောဂကိုကုသတဲ့နေရာမှာနမဲကြီးပေမဲ့ငွေကြီးကိုတော့အများကြီးမယူပါဘူး။သူကစီရဲ့ချမ်းသာမရွေပြည်သူတွေကိုငွေကြီးတစ်မျိုးနဲ့တတ်မှတ်ပြီးကုသပေးရပါငွေကြီးချမ်းသာရဲ့လူနာကိုလည်း2000ကျွဲပဲတတ်မှတ်ထားသလိုငွေကြီးချိုးတဲ့လူနာကိုလည်း2000ကျွဲပဲတတ်မှတ်ထားတာပါ ဆီယမလီဒေါ်တင်ဆနာကလူနာလိုင်းကိုငွေ2000ခွဲဆိုပြီးသတ်မှတ်ထားပေမဲ့ချွင်းချက်တော့ရှိပါသေး။ဆီယမလီဒေါ်တင်ဆနာကတော့မပြောပါလောက်တဲ့ငွေကြီးကိုစီဝါကူတာခအဖြစ်သတ်မှတ်ထားပေမဲ့မပြေလည်လူနာအတွက်ငွေတဝက်လျှော်ပေးရမျိုးလည်းရှိတယ်လို့အခမဲ့ကူတာပေးရမျိုးတွေလည်းရှိပါသေး။ဆီယမလီကတော့သူ့စီမှာဆေးလာကူကျင်တဲ့လူနာကိုမတက်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတာမျိုးမရှိရလေအောင် ူဘက်ကကုသပေးများလည်းဖြစ်ပါတယ်။ဆီယမလီကတော့မြမဇီဝရီနဲ့ယောဂဝေဒနာတက်တာအောင်အကောင်းဆုံးဖြစ်အောင်ကုသပေးခဲ့တယ်လို့သူစီမှာပတ်စံမရှိလို့မကုလိုက်ရဘူးဆိုတာမျိုးမဖြစ်ရလေအောင်လူနာတိုင်းကိုညှိနှိုင်းပြီးကုသပေးနေရလည်းဖြစ်ပါတယ်။ ဆီယမာလီကတော့ငွေကြီးမပြည့်စုံတဲ့လူတွေလာရောက်ကုသနိုင်အောင်စီစဉ်ပေးထားတယ်လို့နေကလာတဲ့လူတွေလမ်းစရိတ်ပဲရှိနောင်သူ့စီမှာအာမနာနဲ့ပြောပြီးအခမဲ့ကုသနိုင်အောင်လုပ်ပြီးမယ်ဆိုပြီးလူနာရီအပေါ်ထားတဲ့သူ့ရဲ့စေတနာကို ထုတ်ပေါ်ပြောပြလာခဲ့ပါပြီဆီယမာလီကတော့သူ့ရဲ့ဈေးခန်းကိုမနက်9:00နာရီကနေနေ့လယ်3:00နာရီအထိဖွင့်လှစ်ထားပြီးဖုန်းဆက်ပြီးမေးမြန်းချင်သူတွေအနေနဲ့၃ညာကို၄၃ညာ၂၄၈၉၆၂၄ 39ကို6939340ကိုဆက်သွယ်ပြီးစီကူတာမှုခံယူဖို့မေးမြန်းနိုင်ပါရဲ့နော်။အခုပြောပြပေးနေဆရာမလေးနဲ့စီကူတာချင်းသူတွေကတော့အင်းစိန်၊ကျုပ်ကုံမှတ်တိုင်နာမှာကုတာမှုခံယူနိုင်ပါ යි ။အခုပြောပြပေးလိုက်တဲ့အကြောင်းအရာလေးကတော့ပရိသတ်လေးတို့အတွက်ပဲဖြစ်ဖြစ်ပဝင်းချင်းကအသည့်တွေအတွက်ပဲဖြစ်ဖြစ်အတုံးဝင်မှာအတိကြပါပဲ။ဆရာမစီမှာတွားရောက်ကုတာနေတဲ့သူတွေရောရှိကြလား။တက်တာရလားမျှဝေပေးခဲ့ကြပါဦးရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ မိုးခုံရောင်ဆောင်ပြီးကလေးကိုဆွန့်ပစ်သွားတဲ့မိခင်ကိုနောက်ဆုံးအသိပေးလိုက်တဲ့သူမိင်္ဂလာပါပရိသတ်ကြီးတို့၏လက်တလောကလေးဆွန့်ပစ်တဲ့ဆိုရင်မိခင်တွေကိုပဲအပြစ်တင်ကြတာပါဒီပြဿနာအမျိုးသမီးနဲ့ပဲဆိုင်တာမဟုတ်ပါဘူးတာဝန်မယူတာလားအတ္တမပြုကြည့်ခင်ရလားနောက်ွယ်ကအခြေခံကြားတဲ့အကြောင်းရင်းတွေအများကြီးကိုစဉ်းစားတက်မိုင်းမိခင်စာကလေးငယ်လေးကိုချက်ကျိုးတော်မဖြုတ်ရသေးပဲဆွန့်ပစ်ထားတဲ့ဆိုရင်တရင်တွေကအခုရပိုင်းအတွေ့ခက်စိတ်စိတ်ကြားလာရပါတယ် အများစုကသာသမိကိုယတနာလို့သတ်မှတ်ကြပေမဲ့သာသမိမလို့ခြင်းမဲ့ရလာသူအချို့ကတော့ယတနာလို့မသတ်မှတ်နိုင်မဲ့အမိုက်တဖွဲအလွယ်တကူစွန့်ပြစ်လိုက်ကြပါ යි ။ကလေးစွန့်ပြစ်မှုတွေနဲ့ပတ်သက်ပြီးလူမှုပတ်ဝေးကျင်းအတိုင်းဝိုင်းမှာလည်းဖခင်ကမပီတာဟုဆိုရဲအပြစ်တင်မှုထက်မိခင်ကမပီတာဟုဆိုရဲအမျိုးသမီးတွေကိုအပြစ်တင်မှုကပုံများနေရာကိုတွေ့ရပါ යි ။ မိခင်ဖြစ်သူကတာဝန်မယူတဲ့အခါမှာမိခင်တဦးတည်းကကျွေးမွေးဖို့မတက်နိုင်တဲ့အတွက်စွန့်ပြစ်တာမိဆောင်ဖဆောင်ရှိပေမဲ့စီးပွားရေးမပြေလျာကြောင့်စွန့်ပြစ်ကြတာတွေချက်ကျိုးတော်တိကျမဖြတ်ရသေးတဲ့ရက်သားအရွယ်ငွေကိစ္စကလေးငယ်ကိုစွန့်ပြစ်တာတွေများစွာကြုံလာရပါတယ်မြန်မာနိုင်ငံမှာကအခုနောက်ပိုင်းလက်မထက်ပဲအတူနေရာတွေများလာပါတယ်အရင်ခေတ်သက်စာရေးတစ်ဖက်ကလည်းမျိုးဆက်ပွားကျမ်းမာရေးနဲ့ပတ်သက်ပြီးအသိပညာပေးမှုကလည်းအားနည်းသလိုအားနည်းတော့မတိကြဘူးကျမ်းမာရေးဆောက်ရှောက်မှုနဲ့ပတ်သက်ပြီးခက်ခဲတာတွေလည်းရှိတယ် မျိုးဆက်ပါကျမ်းမာရေးနဲ့ပတ်သက်ရင်အသိပညာပေးအားနည်းသလိုဝင်ဆောင်မှုကလည်းအားနည်းတတာကြောင့်အမျိုးသမီးပဲဖြစ်ဖြစ်အကြောင်းအကြောင်းကြောင့်အသက်ငယ်ငယ်နဲ့ကလေးမွေးဖွားလိုက်ရတဲ့အမျိုးသမီးငယ်ပဲဖြစ်ဖြစ်ကလေးငယ်လေးတွေကိုအခုလိုကြုံတဲ့နေရာပြတ်ထားခဲ့တဲ့လောက်ရကတော့တကယ့်ကိုလူမဆန်တဲ့လောက်ရတစ်ခုပါပဲခုတကမှလည်းမကွေးမှာကလေးစွန့်ပြစ်မှုဖြစ်ပါခဲ့ပါ යි ဒီကလေးလေးကတော့တမိမင်းကလေးဖြစ်ပြီးမိုးရွာကြီးတဲ့စိုက်မလာဖြစ်သွားခဲ့တာကြောင့်မိခင်ကိုအမြန်လာခေါ်နိုင်ဖို့အတိပေးလာခဲ့တာပဲဖြစ်ပါ යි ကလေးကိုလက်ခံထားတဲ့သူကတော့အင်ရှိကဆိုင်ထဲမှာကလေးလေးလာစွန့်ပစ်သွားလို့ပါရှိအင်ရှိကဆိုင်ထဲမှာကလေးလေးလာစွန့်ပစ်သွားလို့ပါရှိကလေးမိကမိုးကိုတလိုလိုနဲ့လာပြီးကလေးကိုထားခဲ့ပြီးထွက်သွားတာပါနုံမော်ဘူးနဲ့ကလေးကိုထားခဲ့ရပါမိထားတာမကြသေးဘူးချင်ပါရဲ့ချက်ကိုမကြွေသေးပါဘူးရှိခုလက်ရှိကတော့အိမ်မှာခဏထားထားပါဒါကြောင့်ကလေးအမေတပတ်အတွင်းလာခေါ်ကြခေါ်ပါနော်။မဟုတ်ရင်တော့ဝေးစားမဲ့သူလက်ထဲထည့်လိုက်တော့မှာဖြစ်ကြောင်းအတိပေးလာခဲ့တာပဲဖြစ်ပါ යි ။အခုလိုမလို့ခြင်းလို့ပြစ်သွားတဲ့မိခင်ဖြစ်သူကတော့လာမခေါ်နိုင်တော့တာကြောင့် ကလေးရဲ့ဘဝကတော့တနာကြပါပဲအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်